နော်အခုပရာဟိတလုတ်တယ်ဆိုတဲ့သူတွေကလည်းတမျိုးလေးနော် Facebook ပေါ်မှာတခုခုဖြစ်တော့မှာပဲကင်မရာကြီးတွေကင်ပြီးတော့မှအလူအရက်နဲ့တခါတည်းကိုတွားပြီးတော့မှအတင်းပတ်စံတွေပေးပြီးတော့မှလုတ်ပြီးတော့မှကုညီကယ်ဆယ်ကြတာတမျိုးလေးနော်သိလားပရာဟိတလုတ်ချင်လို့ရှိရင်လေလိုအပ်ချက်တွေလိုနေတဲ့နေရာတွေမှာအများကြီးရှိတယ်နော်ကုလို့ရပါတယ်ကယ်လို့ရပါတယ်နော်အခုတော့မဟုတ်ဘူး Facebook ပေါ်မှာတန့်ငနေဆိုသူတို့နန့်ငနေဖြစ်သွားပြီ နော် Facebook ပေါ်မှာဒုက္ခရောက်မှာပဲကုဇင်နဲ့ပရဟိတာတွေတမျိုးပရဟိတာလေးတွေနော်တမျိုးလေးပရဟိတာလေးတွေကျမတို့အဲ့လိုပဲပြောကြတယ် Facebook ပေါ်မှာဒုက္ခရောက်တဲ့သူမှ Facebook ပေါ်မှာလူသိမှာပဲသူတို့ကကင်မရာလေးကင်ပြီးတော့မှသွားကုဇင်တာကျမတို့နိုင်ငံမှာဒုက္ခရောက်နေတဲ့နေရာတွေအဆင်မပြေတဲ့နေရာတွေအများကြီးပဲလုံးဆိုင်ရာအလုပ်တွေအများကြီးပဲဟုတ်လားအဲ့တော့ Facebook ပေါ်မှာပေါ်ပင်ဖြစ်မှလူဇင်နဲ့ပရဟိတာတွေကလည်းတမျိုးလေးပရဟိတာတွေနော်စိတ်ဆိုးလည်းမတတ်နိုင်ဘူးတမျိုးလေးပရဟိတာတွေ တဲ့ဒီဟိုအမျိုးသမီးမှန်သလားဆိုဆိုင်ရှင်အမျိုးသမီးမမှန်ဘူးဆိုင်ရှင်အမျိုးသမီးမမှန်ဘူးဘာဖြစ်လဲသူဟာသူစီရင်ဆုံးလုတ်လုတ်ပိုင်ခွင့်မရှိအောင်သူလုတ်လိုက်တာမဟုတ်သူလည်းသူပြစ်မှုပြစ်တယ်သူကြောက်ခံရမှာဒါပေမဲ့ခိုးနေတဲ့တခိုးကိုပါစားပေးပြီးတခိုးမှန်နေတော့မဟုတ်ဘူးလေတခိုးကတခိုးပဲဟုတ်လား ဲ့တော့တခိုးကလူပြန်ဟစ်ပြီကျမမနေ့ကအင်တာဗျူးကြည့်လိုက်ရတယ်ခလေးမေကိုသွားပြီးပြူတာအမလေးဥပဒေအကြောင်းအရာဖြစ်ဖြစ်စေခြင်းနဲ့တော့ဘာလို့သူလဲခလေးငားစားတာလေသူလဲခလေးငားစားတာသူလဲခလေးငားစားတာနော်ပြန်လာရင်ပတ်စံရတယ်ခလေးခေါ်ပြီးထိန်းသွားပြီးပြန်လာခလေးငားစားတာအဲ့ဒါသူတို့ရဲ့ business ခလေးငားစားတာသူတို့ကတပြန်စီးပြန်ပြီးတော့မှဥပဒေအတိုင်းဖြစ်စေခြင်းနဲ့တော့အမလေးဥပဒေတခိုးကလူပြန်ဟစ်တယ်ဆိုတာအဲ့ဒါကိုခေါ်တာ เนาะဆိုတော့ကျမတို့ညီလေးခတ်တော့ခတ်တယ်ကျမတို့တိုင်းပြည်အောင်လေနည်းနည်းတော့လွဲတယ်သိလားဆိုတော့ကျမမနေ့ကဆိုဥပဒေပုံမာတွေနဲ့ကျမရှင်းပြတယ်ကျမတို့တွေသူကိုအကုန်လုံးပေါ့နော်မမတွေညီမလေးတွေကျမတို့ဘယ်နေ့ဘယ်ကိစ္စဒီလိုမျိုးကြုံတွေ့ရမှာမသိဘူးကြုံတွေ့ရရင်ကျမတို့ကဘယ်လိုဆောင်ရွက်ရမှာဆိုတာကိုသိအောင်လို့မလို့ဒီလိုထုတ်ရင်နှက်ပြီးတော့မှဒီလိုတွေတင်ရင်လဲဒီလိုတွေနဲ့ညီစိုးနေတော့ဒီလိုတွေနဲ့ညီစိုးရင်မညီစိုးအောင်ဘယ်လိုလုပ်မလဲဒါကတော့ကိုယ့်ကိုညံရှိတယ်လို့သုံးဟုတ်တယ်မလား ကျမပြောတာကျမကလာပြီးတော့မှတခိုးကလုတ်သွားတာကိုခံရမှာလားတော့တခိုးကိုကာကွယ်တဲ့ဥပဒေလားလို့လာမပြောနဲ့အဲ့ဒါနိုင်ငံတိုင်းမှာချမှတ်ထားတဲ့ဥပဒေကျမထုတ်ထားတာလည်းမဟုတ်ဘူးကျမကိုရန်လာမတွေ့နဲ့ကျမထုတ်ထားတဲ့ဥပဒေလည်းမဟုတ်ဘူးကျမကတိအောင်လို့ဆောင်ရန်ရှောင်ရန်ကိုရှင်းပြတာအဲ့တော့ဂယုမဆိုင်ဘူးလုံမှာပဲလုတ်တော့ပါဖြစ်လဲလုံရင်အဲ့လိုဖြစ်မယ်ဟုတ်လားအဲ့တော့ဒီလိုတွေလုတ်တယ်ဗီဒီယိုတွေရိုက်ပြီးတော့မှတင်တယ်ဒီလိုတွေထုတ်ဟဲနှက်ဟဲကိုယ့်အကိုစီမံရင်ဒီလိုမျိုးဖြစ်မယ် ဒါဆိုရင်ဒီလိုမျိုးမဖြစ်အောင်ဘယ်လိုလုပ်ရမလဲကွက်ကိုညံရှိတယ်လို့သုံးဟုတ်လားကွက်ကိုညံရှိတယ်လို့လုပ်တင်းတင်းစိန်တွေကိုကျမသတိပေးတာနော်တင်းတင်းစိန်တွေလုပ်လို့ဒီလိုမျိုးအမှုကိစ္စတွေကကြီးမားကျယ်ပြန့်တာဟုတ်ပြီလားအဲ့တော့ဒီလိုတခိုးတွေကလည်းမရှိဘူးလားဆိုရှိနေအောင်ပါအဲ့ဒီတခိုးတွေကနော်အဲ့တော့အုပ်စုလိုက်ကြီးအုပ်စုလိုက်ကြီးအဲ့တော့ကျမပြောချင်တာမဟာကိယုနာရှင်ကြီးတွေကလည်းတခိုးအားပေးတွေတော့မလုပ်ကြနဲ့ နော်တခိုးကိုအရန်ကြီးသွားပြီးတော့မှဟာအရန်ကိုမဟာကိဝနာရှင်ကြီးတွေလက်ထဲတွေကိုပတ်စံတွေထည့်ပြီးတော့မှဟာတခါတည်းကိုအတင်းကြီးတွေကြတော့လေအာမြင်ရတွေ့ရတာအဆင်မပြေဘူးနော်တခိုးကလည်းတခိုးရဲ့ပြည့်မှုပြည့်တံခံရမှာပေါ့သူခိုးလို့ဖြစ်တဲ့ကိစ္စလေသူကဘာနာလာပြီးတော့မှဟာလုတ်ပြီးသူတို့ကတော့အင်တာဗျူးဖြေပြီးတော့မှဟိုဘက်ကိုတခါတည်းလာပြီးတော့မှဗာနဲ့အမလီဟိုဥပဒေအတိုင်းဖြစ်စေခြင်းနဲ့ရောဘာရောညာရောနဲ့ဆိုတော့ခလင်းငှားတယ်ဆိုရင်ဟာတယ် နော်အုပ်စုဖွဲ့ပြီးတော့မှကလေးတွေကိုတောင်းရန်စားတောက်ခိုင်းနေတယ်ဆိုရင်ဟာတွေကကျမတို့မြင်နေတွေ့နေတာပဲမိပွားရကလေးတွေနှိမ်နှင်းမရလို့လားမညာဘူးအဲ့ကလေးတွေကိုအရင်ကစာတင်ပေးတယ်လीကလေးလေးဒီဘက်ကကျမတို့လူငယ်လေးတွေအုပ်စုလေးကတင်လို့မရဘူးလုံးလုံးမရဘူးအလုပ်တွေခေါ်ပေးကြတယ်လीရှိတဲ့ကိုယ်အိမ်ကပစ္စည်းတွေပါခိုးဖွက်ပြီးတော့မှလင်တခါတည်းကိုအာပြီးသွားကြတာမျိုးတွေဇိုင်းရိုက်နဲ့ဗီဇဆိုးတွေဟာကျမပြောတယ်ကေတင်လို့မရဘူး တချို့လက်တွေဟာဆွင်းလို့မရဘူးသူတို့ကိုဆွင်းရင်ကိုပါကြသွားတယ်အဲ့တော့လက်ကကမ်းပေးတိုင်းကောင်းတာမဟုတ်ဘူးတချို့လက်တွေဟာမကမ်းသင့်တဲ့လက်တွေရှိတယ်တချို့လက်တွေဟာကမ်းပေးလိုက်လို့ရှိရင်ကိုနောက်ကိုမပါပါပဲနဲ့ကိုကိုဆွဲချရဲဆိုတဲ့လက်တွေအများကြီးရှိတယ်ဒါကိုသတိထားဖို့လိုတယ်နော်အဲ့တော့ကာရိုမီပလာဟိတာတွေလည်းတခုခုထစ်ခနဲဆိုလို့ရှိရင်ပတ်စံသွားသွားပေးတာကျမတို့တိုင်းပြည်မှာအဲ့ဒါဇာရိတမန်တိုင်းကိုရိုက်ချိုးခံရတာပဲ မလုတ်ပါနဲ့အောင်ခဏစောင့်ကြည့်ပါအောင်အញ្ញကြီးအဲနိုင်ငံနဲ့အဝိုင်း hot ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ဘာလုပ်မလဲနော်တက်ဆိုင်ရာကရောဘလို့ဆောင်ရွက်မလဲကျွန်တော်တို့ခဏလေးစောင့်ကြည့်ကြည့်ပါအောင်အတင်းကြီးတွေကိုမဟာကိူနာရှင်ကြီးတွေလုတ်ပြီးသွားပြီးတော့မပေးတော့တော်ယုံသူတွေရဲ့စိတ်ထဲမှာဟာဒီလိုမျိုးဖြစ်တာတော့ဒီလိုမျိုးပတ်စံနေရပြီးတော့မှဒီလိုမျိုးအာဖြစ်တယ်ဆိုပြီးတော့မှ ဖြစ်ပါလိမ့်မယ်။ဟောနည်းနည်းလေးဒီပရဟိတခါရောမီပရဟိတမဟာကိူနာရှင်ကြီးတွေနော်အတိတတိနဲ့ဆင်ញင်တော်မူပါလို့ပဲကျွန်မကပြောပေးရစီ။နော်အဲ့တော့အခုတော့တခိုးလေခိုးတဲ့ဖြစ်တံခံရမှာပဲ။ခုနကကိုထီလက်ရောက်လောက်လိုက်တဲ့အမိုင်းကြီး ਨੇ ပြစ်မှုထင်ရှားသွားတယ်နိဗီဒီယိုဖိုင်ကြီးက evidence ဖြစ်သွားတယ်လေ။အဲ့တော့သူ့ရဲ့အဟာအညာဒီ evidence အညာသူလဲထိုက်တဲ့နှစ်ယောက်ပတ်တယ်အဲငွေတန်လား ထောက်နှံလာဒါမျိုးခံရမှာပဲဟုတ်တယ်เนาะအဲ့တော့လေဟိုကျမတို့ကဘလို့ပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိလို့ရှိရင်ဥပဒေကိုတည်ထားဖို့လိုတယ်အဲ့တော့ဥပဒေတွေကိုရှင်းပြလို့ရှိရင်ကျမအောင်လာပြီးတော့မှရံမတွေ့နဲ့ကျမကဥပဒေထုတ်ပြန်တဲ့လူမဟုတ်ဘူးအဲ့ဒါတကယ်ရှိနေတဲ့ဥပဒေကိုကျမကဒါကိုညံရှိတယ်လို့ဒီဥပဒေကိုဘလို့ရှောင်ရဲနိုင်မလဲဆိုတာကိုသိရအောင်လို့မိမိကြုံခဲ့ရင်သိရအောင်လို့ရှင်းပြတာကိုတနိုင်ငံနဲ့မဟုတ်ဘူးနိုင်ငံသားမှလည်းဒီတိုင်းနဲ့လင်မယားချင်းရံဖြစ်လို့လက်နဲ့ရွယ်ရင်တိုင်လို့ရတယ် ရဲခေါ်လို့ရတယ်။ကိုသားသမီးကိုစိတ်ထဲမှာမစိုးလို့မလို့ရိုက်ရင်ရဲခေါ်လို့ရတယ်။နော်သားသမီးကရဲကိုခေါ်လို့ရတယ်။သို့မဟုတ်မြင်နဲ့ကြားနဲ့မိသူမဆိုကရဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာတခိုးခိုးနေတာမြင်နေကိုတိလက်ရောက်လို့မရဘူးရဲပဲခေါ်လို့ရတယ်။အဲ့ဒါနိုင်ငံတိုင်းမှာရှိတယ်။ နော်အဲ့ဒါကိုကျမကိုလာပြီးရံမတွေ့နဲ့ဟုတ်ပြီလားကျမထုတ်ထားတဲ့ဥပဒေမဟုတ်ဘူးဆောင်းရံရှောင်းရံကျမတို့ကကိုယ်အလှဲ့ကြရင်ပါးပါးနက်နက်နဲ့ဘယ်လိုလုံမလဲဆိုတာကိုလုံလုံရအောင်လို့ကျမကရှင်းပြတာဟုတ်ပြီနော်အဲ့တော့အဲ့ဒါပဲပြီးသွားပြီအခုတော့နော်တခိုးလဲခေါ်သွားပြီဟိုအမကြီးလဲခေါ်သွားပြီဟုတ်ပြီနော်ကျင်းနေကြတော့ပြောကြတာပေါ့ဟုတ်တယ်လားကိုယ့်ရဲ့ ကိုယ့်ရဲ့စတိုင်နဲ့ကိုပဲဆိုတော့လေပြောရမှာပေါ့နော်ဒီပုံစံနဲ့ပဲကိုကအလုပ်လုပ်လာဆိုတော့ကင်အားလုံးပဲကျင်းနေလိုက်ကြတော့နော်ခိုးတဲ့သူကိုလည်းထိမ့်သိမ်းထားလိုက်ပြီဖမ်းလိုက်ပြီနော်အဲခုနကဟိုဥစားဖြစ်တဲ့သူကိုလည်းနာကျင်စေမှုနဲ့ဒေါသအလျောက်ရိုင်းနှက်မိတဲ့ဆိုင်ရှင်ကိုလည်းမနှိမ့်နေရဖမ်းနေပေါ့နော်တဲခိုးတဲ့သူကိုလည်းဖမ်းစီပြီးသွားခိုးတဲ့သူကလည်းခိုးမှုကြခံမှာပေါ့ကျွန်မမနှိမ့်တော့ကအဲကျွန်မဗီဒီယိုလေးဟိုဘက်မှာတင်ထားတယ် နော်မနေနိုင်ဘူးပြောပြကျင်တာ ਨੇ ဗီဒီယိုလေးတင်ထားတယ်အဲ့တော့တချို့ကလည်းအဲခိုးတခိုးဘက်ကကာကွယ်သလားပေါ့အဲဥပဒေတွေကအဲတချို့ကလည်းဘာလားပေါ့အဲဒီလိုမျိုးတွေပေါ့ဒါဆိုရင်တခိုးကလာခိုးလို့တခိုးကအဲဓာတ်နဲ့ထိုးသွားရင်တော့မငုတ်တုတ်ထိုင်ကြည့်နေရမှာလားလို့စသဖြင့်ပေါ့အကန့်လေးဒီလိုမျိုးတွေ့ရဆိုတော့ဥပဒေကတော့ဥပဒေပဲနော်အဲ့ဥပဒေကကျွန်တော်တို့တနိုင်ငံနေမှာပဲရှိတာလားဆိုတော့မဟုတ်ဘူးနိုင်ငံရဲ့ချားမှာလည်းရှိတယ်မေးကြည့်ကြည့်ပါနော်နီးစက်ရကိုယ်ရဲ့အမျိုးအစွေတွေထဲမှာရှိရဆိုလို့ရှိရင်မေးကြည့်ကြည့်ပါနိုင်ငံသားတွေမှာလည်းဒီ ီလိုပဲတခိုးခိုးနေတာတွေ့တယ်ဆိုလို့ရှိရင်ကိုထိလက်ရောက်လုံးလို့မရဘူးရဲကိုခေါ်ပြီးတော့ပဲအကြောင်းကြားလို့ရတယ်နော်အိမ်နောက်ဆက်တွဲရင်းကအေးယူတာအေးမယူတာတွေအမှုဖွင့်တာအမှုဝယ်ဒါတွေကတော့တစ်စက္ကန့်ပေါ့နော်ဒါတွေကတော့တစ်ပိုင်းပေါ့အဲ့ဒါတွေပြောရင်အများကြီးကျေပြန့်ကုန်မှာပေါ့နော်ဆိုတော့အာနည်းနည်းပိန်သွားသလားမသိနဲ့ဟုတ်တယ်အဲ့ဒါနဲ့ဒါကတစ်ပိုင်းပေါ့နော်အဲ့တော့ဂျန်တဲ့တစ်ပိုင်းကတော့ကျွန်တော်တို့ဥပဒေရှိတယ်ဆိုတာကိုကာယကံကျွန်တော်တို့တွေကလူတိုင်းကသိဖို့လိုတယ်ဥပဒေတွေနဲ့အကျွမ်းတော်ဝင်ရှိဖို့လိုတယ် အဲ့တော့နိုင်ငံဒီဥပဒေတွေကကျွန်တော်တို့တနိုင်ငံနဲ့ပဲထွန့်ပြီးကွန့်ပြီးရှိလာလားဆိုတော့မဟုတ်ဘူးနိုင်ငံသားတွေမှာဆိုပို့ပြီးတော့မှပြင်းထန်ပါတယ်နိုင်ငံသားမှာဆိုလင်မယားချင်းရံဖြစ်လဲခြိပါလက်ပါလို့မရအောင်လက်နဲ့အောင်ရွယ်လို့မရအောင်လက်နဲ့ရွယ်ရင်ကိုတိုင်လို့ရတယ်နော်အဲ့တော့ကိုလင်မယားကကြီးစိအေးစိနဲ့ဖြစ်သွားရင်တော့မှဘေးအိမ်ကတိုင်လို့ရှိလို့ရှိရင်လည်းအေးယူခံရတယ်နော်ဒီလိုမျိုးနောက်တစ်ခါမြန်မာတွေနိုင်ငံသားကိုပြောင်းရွှေ့သွားတဲ့မြန်မာတွေအများဆုံးဖြစ်တဲ့ပြဿနာဘာလဲဆိုလို့ရှိလို့ရှိရင်နိုင်ငံသားမှာကိုယ်ကလေးကိုကိုရိုက်မိတဲ့ပြဿနာ ကိုကလေးကိုကိုကရိုက်မိတယ်ကျွန်တော်တို့မြန်မာမိမာတွေကရိုက်တယ်လေကလေးရိုက်တယ်လေကျွန်တော်တို့ငငယ်တော့လည်းရိုက်ခံရတယ်အခုတော့မှနည်းနည်းလေးခံကျင်တယ်လို့လို့ဘာလို့လို့အထီးရှိသေးတယ်နော်အသက်50ပြည့်ကံဒီတော့မှလွတ်လပ်ရရမရသေးဘူးနည်းနည်းလေးအဲ့လိုအဲ့လိုလေးရှိနေသေးတယ်ဒါကျွန်တော်တို့မြန်မာကာချာပေါ့ကျွန်တော်တို့တွေကသားသမီးလို့ဆိုရင်ဗဇက်နဲ့ပြောလို့မရရင်ကျွန်တော်တို့ကရိုက်ပြီးတော့မှဆုံးမကြတယ်ဘယ်သားသမီးရမှလည်းမိမာရိုက်လို့ဆိုပြီးတော့မှမဖြစ်ကြဘူးကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ delete ကျွန်တော်တို့ရဲ့ ရင်ကျင်းမှုပေါ့နော်ဒါပေမဲ့နိုင်ငံညာမှာကြတော့မိမကသားသမီးကိုရိုက်နှက်ပြီးတော့မှဆုံးမလို့မရဘူးအဲ့ဒါလဲ criminal ပဲအဲ့ဒါလဲ crime ဖြစ်တယ်နော်အဲ့တော့အဲ့ဒါလဲ crime ဖြစ်တယ်ဟိုစာဘာဖြစ်သလဲဆိုတဲ့ခါကြတော့ကိုကသားသမီးကဖုန်းဆက်တိုင်ရင်လဲရဲရောက်တယ်ဘေးအိမ်ကဖုန်းဆက်တိုင်လို့ရှင်လဲရဲရောက်တယ်နော်ဒီလိုမျိုးဒီလိုမျိုးလေးတွေရှိရဒါလေးတွေကိုသိဖို့လိုတယ်အဲ့တော့ကျမကမနေ့တော့ပြင်းမှုတွေအဲဥပဒေပုံမှန်တွေကိုရှင်းပြတယ်ဆိုတာကျမတို့တွေကအဲ့လိုမျိုး ကြုံလာလို့ရှိရင်ခုနကဆိုင်ရှင်အမာကြီးလိုမျိုးဒေါသအလျောက်လုံလိုက်မိမှာစိုးလို့လုံလိုက်ရင်သူ့အလွန်ကိုအမားနဲ့မတန်မညာနဲ့ကိုကနစ်နာမှာစိုးလို့ကျမကရှင်းပြတာတခိုးကိုကာကွယ်နေအာလည်းမဟုတ်ဘူးတခိုးကိုကာကွယ်ပေးတဲ့ဥပဒေလည်းမဟုတ်ဘူးเนาะဆိုတော့ ကိုကြုံခဲ့လို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့နောက်တစ်ခုอ่ะပေါ့ကျွန်တော်တို့တွေအဲအရန်ဆိုးတယ်တခါတလေကျရင်ရင်းလက်အပ်တော့လဲခုနပြောသလိုပေါ့မနဲ့အလိုက်လို့ညနေကိုပြန်ပြီးတော့မှလွတ်လာတာပဲဘာညာစသဖြင့်ပေါ့ဒီလိုမျိုးတွေပြောတယ်ဆိုရင်တော့ဒါကတော့ဥပဒေကြောင့်ရအမှုမဖွင့်ဘူးဆိုလို့ရှိရင်ရဲစခန်းကလည်း24နာရီအပြင်ပို့ပြီးတော့မှထိမ့်သိမ်းလို့မရအောင်ဒီလိုလေးတွေကလည်းအများကြီးရှိသေးတယ်ဥပဒေပုံမှန်တွေကလည်းเนาะရဲမှလည်းရဲအကြောင်းအရာပေါ့เนาะဆိုတော့ဒီလိုမျိုးလေးတွေရှိသေးတာဖြစ်တဲ့တော့ကျွန်တော်တို့ကလှုပ်ချင်တယ်ဆိုထိထိရောက်ရောက်အမှုဖွင့်အေးအေးယူဆောင်ရွက်အမှုတွေဖွင့်အဲ့တော့ကျွန်တော် တို့မြန်မာအများစုကတော့အမှုဖွင့်ဇရိတ်စကားနဲ့ကုန်းနဲ့ဒီမဖြစ်စလောက်လေးနဲ့ခိုးသွားရနဲ့ဆိုပြီးတော့ကျမတို့ကခုနကတော့ပေါ့အဲ့လိုမျိုးပဲစော်ထက်လိုက်ကြတာပေါ့နော်အဲ့တော့စော်ထက်လိုက်တာကစိတ်နဲ့ကိုယ်နဲ့အဲစော်ထက်လိုက်တာ စော်လို့ရတယ်စော်ခြင်းရင်တင်တင်စိတ်နေမလုံးနဲ့ကျမပြောရရှင်းလားနော်အဲ့တော့တင်တင်စိတ်နေလို့လို့ဒီပြဿနာဒီလိုကြီးထွားတာ နော်တင်းတင်းဆိုင်နေမလုပ်ကြနဲ့ဟုတ်လားနောက်ဆုံးဟိုနိနာစီလိုနဲ့မဟုတ်ဘဲနဲ့ဟိုဘလို့ခေါ်မလဲဂယုနာဒေါသောနဲ့နောက်တစ်ခါဟန့်အောင်လို့မလို့ကိုကတစ်ချက်နှစ်ချက်ကစ်ချင်လိုက်တယ်ဆိုရင်တော့မှတင်းတင်းဆိုင်နေမလုပ်နဲ့တင်းတင်းဆိုင်နေလုပ်လို့ဒီလိုပြဿနာတွေကြီးထွားတာ ဒါလေးတွေကိုသိရအောင်လို့ကိုယ်လှည့်ကြရင်သူ့အလွန်ကိုယ်အမာနဲ့ကိုကနေရင်ထိုင်ရင်နဲ့နေလဲနေနာသေးတယ်ဟိုအမာကြီးလိုမျိုးဆိုင်ရှင်အမာကြီးလိုခံလဲခံရသေးတယ်နေလဲနေနာသေးတယ်အဲကိုကတရားဆွဲလဲခံရအောင်မယ်ဒေါသအလျောက်လုံးလိုက်မိတယ်ပေါ့နော်ဆိုတော့ဒေါသအလျောက်လုံးလိုက်မိတဲ့ဟာတွေဟာဒီဗီဒီယိုတွေရဲ့တစ်ခွက်တစ်ပြတ်မှာတော့လူတို့ကိုစိတ်ဆိုးစရာဖြစ်သွားစေတဲ့ခါကြတော့အဲကိုကပြန်ပြီးတော့မှတရက်လိုကနေတရက်ခန့်ပြန်ဖြစ်သွားတာပေါ့ဟုတ်ပြီအဲ့တော့အခုအနေထားရတော့ မနေ့အထီးကတော့တခိုးကလွတ်နေသေးတယ်ပေါ့နော်အခုအနေထားကတော့တခိုးကိုလည်းဖမ်းလာပြီအဲကျွန်တော်တို့အာဒါခုနဒေါသအလျောက်ကျွန်းလို့မိတဲ့ဆိုင်ရှင်ကိုလည်းဖမ်းထားပြီโอเคပြီးသွားပြီပြီနော်တခိုးလည်းတခိုးပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲဟုတ်တယ်နော်အဲ့တော့ခုနကကိုထီးလိုင်းရောက်လုံးလိုက်မိတဲ့အမကြီးလည်းသူ့ကိုထီးလိုင်းရောက်လုံးလိုက်တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်ကြခံရမှာပဲနော်အဲ့တော့ကျမပြောချင်တာကအခုမှလာပြီနော်ခါရောမီပရဟိတများ နေနေလေးစောင့်ပါအောင်လားလို့ဟုတ်လားထက်ကနေဟေးတန့်ကနေဟေးဆိုလို့ရှိရင်မဟာကိယုနာရှင်ကြီးများအင်မတန်ပေါ်တော့တိုင်းပြည်အရန်မဟာကိယုနာရှင်ကြီးတွေအရန်ပေါ်တယ်ဆိုရင်လည်းတနာစရာကောင်းတဲ့သူတွေကျွန်တော်တို့တိုင်းပြည်မှာအများကြီးရှိတယ်ပြည်သူစေယုံကြီးရဲ့ကင်စာဌာနကိုသွားလိုက်နော်ကင်စာဌာနကိုသွားလိုက်တနာစီရလူတွေအများကြီးရှိရဲသွားလူပါအခုတော့မဟုတ်ဘူးခါရောမီဟေး Facebook ပေါ်မှာဘာဟိဆိုလို့ရှိရင်ချက်ချင်းအလူရက်တင်နေသွားပြီးတော့မှကင်မရာတွေတကားကားနဲ့သွားပြီးတော့မှလှူကြတာ အဲ့ဒီလိုလူဒန်းစားတွေကရှင်တို့တွေပတ်စံသွားပြီးလေသူတို့ကလက်ကြောတင်းအောင်တသက်လုံးလုပ်ခဲ့တဲ့လူဒန်းစားမဟုတ်ဘူးကျမဒီရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေတောင်းစားရတဲ့ဆိုတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအရှိမှလည်းပြောခဲ့ပြီးပြီမယုံရင်တွားပြန်ပြီးတော့မှရှာပြီးတော့မှနားထောင်ကြည့်ကြည့်ပါနော်လက်ကြောတင်းအောင်မလုပ်နဲ့အလုတ်ပေးကြလားအလုတ်ခန့်ကြလားတချို့ကအမေအလုတ်ပေးလိုက်ပါလားအလုတ်ပေးလဲသူတို့မလုပ်ဘူး သူတို့ကတက်တက်လုံးတောင်းစားခိုးစားရတဲ့ဟာမှာပဲသူတို့ကပျော်မွေ့နေပြီစီးနဲ့ကန်းနဲ့အချိန်နဲ့အကန့်အသတ်နဲ့ဘောင်နဲ့ကန့်သက်ချက်တွေနဲ့သူတို့မနေနိုင်ဘူးเนาะနောက်တစ်ခါခလေးတွေပေါ့ခလေးတွေဆိုတာလေကျွန်တော်တို့မီးပွိုင်နေမှာလေမြင်တယ်မှလားခလေးတွေကိုလေဘာမီတွန်တွေတိုက်ထားပြီးခလေးတွေကအိတ်ညာမိုးရွာရွာနေပူပူနေအဲ့ ကလေးတွေကိုမှားစားတယ်ဆိုတော့ကိစ္စအခုမှမဟုတ်ဘူးတော်တော်ကြာကြာလေးကဒါတွေဟာရှိခဲ့တယ်เนาะကလေးတွေကိုမှားစားတာတနည်းကို2000တို့3000တို့ ਨੇ ကလေးတွေကိုမှားစားတာเนาะအဲ့တော့ကလေးတွေကို cover ယူပြီးတော့မှသူတို့ကဒီလိုမျိုးပြစ်မှုတွေကိုကျူးလွန်ညတာပေါ့เนาะဆိုတော့ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့ပြောရရင်တော့အများကြီးတွေဖြစ်ကုန်မှာပေါ့ကျွန်မပြောချင်တာတော့အဲ့ဒီအကန့်နေမဟုတ်ဘဲねခါရောမီပရဟိတတွေအယံမဟာကိယုနာရှင်ကြီးတွေတဆိတ်ရှိရင်ထစ်ခနဲဆိုသွားပြီအဲ့ဒါဆိုဘာဖြစ်သွားမလဲဆိုတော့အများ ရဲ့ mindset ထဲမှာဘာဖြစ်သွားဟာဒီလိုခိုးလိုက်တာတောင်မှဒီလိုလုံးလိုက်တာတောင်မှဒီလိုမျိုး Facebook ပေါ်မှာတနာစရာပြကွက်တစ်ခုရရင်ဒီလိုမျိုးပတ်စံနေရတတ်ပါလားဆိုတဲ့ဟာမျိုးတသိရှင်ပတ်စံသွားပေးတာတသိရှင်အလှခံမျိုးမှာပတ်စံသွားပေးတာအဲ့ဒါဇာတိတမန်နိုင်တွေကိုရိုက်ချိုးခံရတာပဲ အစင်မပြေတဲ့သူကိုပတ်စံပေးတာဘာဖြစ်လဲဆိုတော့ no မဟုတ်ဘူးအလွန်ရသွားတာအဲ့တော့ဒီလို case မျိုးတွေဖြစ်လာတိုင်းဖြစ်လာတိုင်းဘာဖြစ်လဲဆိုတော့ပတ်စံရဖို့အတွက်ပဲမျက်ရည်ခြူကြတော့တာပတ်စံရဖို့အတွက်ပဲလောက်ကြတော့တာအဲ့တော့ Karomi Parahita ကြီးတွေ ਨੇ ဒီပတ်စံတွေသွားသွားပြီးအိမ်နိုင်ရာရောက်နေသွားပြီးတော့မှကျူးလွန်သူဟာနစ်နာသူအဖြစ်တွေဟန်ဆောင်ပြီးတော့မှဒီလိုမျိုးကြီးဖြစ်နေတာတွေကြတော့လေအစင်မပြေဘူးကြည့်ရတာတခုမှတခုပဲပေါ့ဟုတ်တယ်နော် ဲ့တော့ခဏလေးတော့စိတ်ရှည်လက်ရှည်နဲ့စောင့်ကြည့်ကြပါဦးလို့เนาะအမြင်နဲ့ကျမကြည့်နေတခုခုဆိုလေဟာအသေးအံအရန်မှလှူခြင်းနဲ့တန်းခြင်းနဲ့မဟာကိဥနာရှင်ကြီးတွေဆိုလို့ရှိရင်ကျမတို့ပြည်သူဈေးယုံကြီးတွေမှာအများကြီးပါသွားလှူပါမိမမဲ့ခင်ဟာဒီမှာလိုအပ်ချက်တွေအများကြီးပါသွားလှူပါနော်အဖုံတော်ဒီကြီးတဲ့ပညာကျောင်းနေမှာလင်းလိုအပ်ချက်တွေအများကြီးရှိပါတယ်နော်ဟာဘုန်းကြီးကျောင်းနေဆင်းရဲနေတဲ့ဘုန်းကြီးကျောင်းနေအများကြီးရှိပါတယ် ဟုတ်လားသာသနာနဲ့သက်ဆိုင်တဲ့နေရာဆိုရင်လေလူပုဂ္ဂိုလ်နဲ့သက်ဆိုင်တဲ့နေရာဆိုလေအဝေးကြီးသွားစရာမလိုပြည်သူစေုံကြီးသွားလိုက်ပါစီးမကူတာနိုင်လို့မတည်တယ်မဲနဲ့တည်သွားတဲ့သူကြီးအများကြီးရှိတယ်အဲ့တော့ကင်မရာကြီးတကားကားနဲ့တခုခုဟေ Facebook ပေါ်မှာတန့်ကနေဟေ့ဆိုအတင်းနေသွားပြီးတော့မှအလူရက်တွေပတ်ဆက်နေပေးပြီးတော့မှဟာဘလူတွေပဲချမ်းနိုင်နေမြစ်တာရှင်ကြီးတွေသွားလောက်တာအဆင်မပြေနေဘူးတော့ကြည်ရတာတခုဟာတခုပဲပေါ့သူခုံးမှုကျူးလွန်တာဒီခုံးမှုကျူးလွန်တာပဲသူကသူကလေးပဲပါပါမပါပါဘလုံးပဲဖြစ်ဖြစ်ခုံးမှုကျူးလွန်တာပဲ 好了，三星啊来表完那哈，怎么我们内容啊，video 翻译了，怎么呢？对的，你妈来调个拉的，怎么啊？但翻译不差的。 မမတဲ့သူနဲ့ဆိုင်နီးခြင်းတဲ့အခုဖြစ်တဲ့ဆိုင်ရှင်ကတဲ့အဲ့ဒီမိန်းမကြီးတွေကတဲ့အချိန်တိုင်းအဲ့လိုပဲခိုးစားနေတာတဲ့အချိန်တိုင်းသူတို့ကအဲ့လိုပဲလှုပ်ရှားနေတဲ့သူတွေတဲ့တအားဆုံးတယ်တဲ့ခံရတဲ့သူတွေဘက်မှလည်းတဲ့ဟုတ်တာပေါ့နော်ဒါဟိုဒေါသအလျောက်ခဏခဏခံလုံးဝကြည့်လို့ဒေါသအလျောက်လွန်ကျူးသွားတာပေါ့နော်လွန်ကျူးသွားတာပေါ့သူကသူစီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စအောင်စီရင်ဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်လိုက်တာဖြစ်တဲ့အတွက်သူလည်းမှားသွားတာပေါ့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့သူ့အလွန်ကိုယ်အမှားဖြစ်သွားတာ ဟုတ်တယ်နော်ဆိုတော့တခိုးကမူလကခိုးတယ်ဟုတ်လားအဲ့ဒါဆိုရင်ခုနလိုရက်ကြီးတွေခွန်ရမယ်အဲဘယ်လိုခွန်ရမယ်စသဖြင့်မို့ဒီလိုမျိုးတွေနဲ့အဆင်စင်သွားအောင်မ तू ကဒေါသလေးရောက် तू ကသူစီရင်လိုက်တယ်စီရင်တာလဲပြဿနာမရှိသေးဘူး Facebook ပေါ်ရိုက်ပြီးတင်လိုက်တဲ့အချိန်မှာဒါအော့အော်တောင်းနေဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲအမှန်ကနေအမားဖြစ်သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအုပ်စုဖွဲ့ပြီးခိုးနေတဲ့သူတွေကအုံနေချင်းနဲ့ရှိတာကြောက်စရာတိတ်ကောင်းတယ်အဲ့တော့ကျမအရင်တော့ဆိုရင် တနာလို့မလို့အဲ့တောင်းစားနေတဲ့ကလေးတွေဖနက်ကလေးမရှိလို့ဖနက်ကလေးခေါ်ပေးတယ်။နောက်နေ့ဖနက်မရှိတော့ဘူးเนาะအဖနက်ဒီတိုင်းပဲတုံရင်တုံရင်ပဲ။ဟုတ်လား။အဝတ်စရာလေးမရှိလို့ကျမတို့အဝတ်စားခေါ်ပေးလိုက်တယ်။နောက်နေ့အဲ့ဒီအဝတ်စားမရှိတော့ဘူးเนาะတုံရင်တုံရင်ပဲ။သူတို့ကကဲတင်လို့မရတော့ဘူး။အဲ့ဒါကြီးကိုပရာဟိတခါရောမီပရာဟိတတွေကလည်းအသေးအံပတ်စံနေသွားပေးတာကြတော့မျက်စိထဲမှာမြင်ရတာအဆင်မပြေဘူးเนาะအဲ့ဒါလေးရတော့လीเนาะအဲ့ဒါလေးလည်း